အားလုံးပဲမင်္ဂလာပါရှင်အခုပြောပြပေးမယ့်ပုံမြင်လေးကတော့အိမ်မက်ကိုအဖိုးခါနဲ့ပြန်ဝဲသူပုံမြင်မေးဖြစ်ပါတယ်ရှင်တခါတုန်းကရွာလေးတရွာမှာတငယ်ချင်းတယောက်ရှိကြတယ်သူတို့ဟာတနေ့တော့တော်လန်ခီးကိုဖျက်ပြီးတခြားရွာကိုသွားဖို့လုပ်တဲ့တော်တဲ့ရောက်တဲ့အခါမောပန်းလာလို့အနာခနာယူကြတာပေါ့အပင်ရိတ်ကောင်းကောင်းတစ်ခုအောင်မှကြော်လေးဆန်းလိုက်တာနဲ့အိပ်ဖြော်သွားကြတော့တယ် ပထမလူငယ်ဟာအရင်နိုးလာပြီးဒုတိယလူငယ်နိုးလာတာကိုစောင့်နေတာပေါ့အဲ့ဒီအချိန်မှာယင်းနှကောင်ဟာအိတ်နေတဲ့လူရဲ့နှကောင်တဲကထွက်လာလို့သူအံ့ဩသွားတယ်ပို့ပြီးအံ့ဩစရာကောင်းတာကဟဲ့ဒီယင်းကောင်ဟာအဝေးကို ပြန်သွားပြီးနောက်တော့အောင့်ကြတော့အိတ်နေတဲ့လူရဲ့နှကောင်တဲကိုပြန်ဝင်သွားပါလေရောနိုးနေတဲ့ပထမလူငယ်ဟာနားမနေနိုင်ဖြစ်နေတော့ သူတငယ်ချင်းကနိုးလာတယ်ပြီးတော့ပြောပြတယ်အိတ်လိုကောင်းလိုက်တာကွာအိမ်မက်တွေလည်းမတ်သေးတယ်ကွာအိမ်မက်ထဲငါကရင်ကောင်ကြီးဖြစ်သွားတယ်တဲ့ကွာဟေးဟုတ်တယ်ကွာရင်ကောင်ပေမဲ့ပေါ့တီးတင်းမဟုတ်ဘူးနော်တငယ်ချင်းအိမ်မက်ကကောင်းတယ်ကွာဆိုပါအောင်ကွာ ငါကလေရင်ကောင်းဖြစ်ပြီးဟိုးအမြင်ချင်းစီတက်သွားတာပဲမှန်တော့မသိဘူးကွာ အောင်မှာပန်းအဖြူရောင်အလဲဝစ်ဆန်အဝါရောင်ပွင့်တဲ့အပင်ကြီးတပင်ကိုလည်းတွေ့ရောငါကဟဲ့ဒီအပင်စီဆင်းသွားတာတဲ့ဟဲ့ဒီတော့ဟဲ့ဒီအပင်အောင်မှာလေ ရတနာရွှေအိုးကြီး ရှိနေတာကွာ အေးငါအိမ်မမကားမှုလားပထမလူငယ်ကအတော်ကိုစိတ်ဝင်စားသွားတဲ့ဟယ်ရီရင်ကောင်ကိုသူ့ကိုယ်တိုင်မြင်လိုက်ရတာကိုကောင်းမကွာမင်းအိမ်မငါသဘောချနုံးလို့ငါကိုရောင်းစမ်းမဟေးမင်းကလည်းရေစရာကြီးကွာတကယ်ပါရောင်းကွာ ငါအခုအလောအတွဲယူလာတဲ့ရွှေနဲ့စစလုံးမင်းကိုပေးမယ်ရောင်းမယ်မဟုတ်လားဟာတိတ်ရောင်းတာပေါ့ကွာယူယူယူစေအဲ့ဒီလိုနဲ့လူငယ်ဟာသူ့တငယ်ချင်းအိမ်မက်ကို ဝယ်ယူခဲ့တဲ့နောင်နေကစားပြီး သူဟာအိမ်မက်သေးကအတိုင်းပန်းဝင်အဖြူအလဲဝစ်ဆန်အဝါဝင့်ပါတဲ့တစ်ပင်ကိုတရွာပြီးတရွာရှာဖွေပါတော့တဲ့ဒါပေမဲ့ရှာမတွေ့ပါဘူးသူကတော့ဇဲမလျှော့ဘူးတဲ့ ရောက်ရအရမအလုံးလို့ရင်ဟယ်ဒီပန်းပွင့်တဲ့အပင်ကိုမင်းမြင့်ရှာဖွင့်နေတုန်းပါတဲ့ဒီလိုနဲ့နှစ်အနေငယ်ကြားလာတဲ့အခါသူဟာခဝေးဝေးကရွာတရာစီပြောင်းအလုံးလို့တဲ့အလုံးရှာတော့ဥယျာဉ်မှုအလုံးကိုရတဲ့တဲ့သူရဲ့အလုံးရှင်ကအရင်အလုံးရှင်တွေလို မဟုတ်ကြပဲစင်နာတဲ့လူတရာဖြစ်တဲ့ဒါကြောင့်သူဟာအလုံးလို့ရတာပြောလို့လာရင်ကိစ္စကိုတောင်မေ့နေတဲ့ တခုသောဆောင်းရသည်မှာနင်းနေတအားကြတဲ့ခြံထဲကအပင်တွေအလုံးနင်းတွေဖုံးနေတာပဲတညာသူစိုက်ပြိုးထားတဲ့အပင်တွေကိုလိုက်ကြည့်ရင်အပင်တစ်ပင်မှာအဖြူရောင်ပန်းပွင့်လေအလဲမှာအဝါရောင်ဝစ်ဆန်လေးတွေနဲ့ပွင့်နေတာကို တွေ့လိုက်ရတဲ့သူရှားနေခဲ့တဲ့ပံမဲဖြစ်ရမယ်ဆိုပြီး သူတငယ်ချင်းအိမ်မက်ထဲကအတိုင်းအပင်အောက်ကို တူးကြည့်တဲ့အခါရတနာရွှေအိုးကိုတကယ်တွေ့ရှိသွားပါတော့တယ် ်သူဟာအင်မတန်မှပျော်ရွှင်နေတာပေါ့သူများအိမ်မက်ကို ရှိသမျှပိုက်ဆံနဲ့ဝယ်လိုက်ရတာမှန်သွားပြီလေယတနာရွှေအိုးကိုပိုက်ပြီး သူအိမ်ပြန်တော့မယ်ဒါပေမဲ့စဉ်းစားကြည့်တဲ့ဒီရွှေအိုးဟာဒီချက်ကြီးတည်းကရတာဆိုတော့ဒါအိမ်ရှိရဲ့ပစ္စည်းမဟုတ်ပေဘူးလားသူတော်တော်စိတ်ညစ်သွားပြန်နဲ့သူရီမန်းချက်အောင်မြင်ပေမဲ့သူများခြံတဲ့ကရွှေအိုးဖြစ်နေတာကို ခုချင်းဘသူမမသိအောင်ရွှေအိုးယူပြီးပြန်သွားရင်လဲရတာပဲလို့တွေးတယ်သူများပစ္စည်းခိုးယူတယ်လို့ဖြစ်မှလဲဆိုတယ်သူတော်တော်စဉ်းစားလိုက်ရပါတယ်နောက်ဆုံးတော့သူ့အပေါ်အင်မတန်ကောင်းခဲ့တဲ့အင်ရှင်ကို ပြောပြလိုက်ဖို့ပဲရွေးချယ်လိုက်ပါတယ်လူငယ်ဟာအင်ရှင်ကိုနှိုးပြီးအကျိုးအကြောင်းပြောပြလိုက်တဲ့ ပြီးတော့ရွှေဦးရှိရာအပင်ကိုလိုက်ပြလိုက်တဲ့အိမ်ရှင်ကတော့သူချန်ကရတဲ့ရွှေဦးသူ့ရွှေဦးပဲလို့သတ်မှတ်ပြီးယူတော့မှာမဟုတ်လားသူ့ကိုတော့ကန်ကောင်းရင်စုတွေပါတွေချရင်ချမှာပေါ့လေ သူထင်ထားသလိုမဟုတ်ပါဘူးအင်ရှင်ကြီးဟာရွှေအိုးကို မြင်သည့်တိုင်အောင်အိမ်မက်ကိုဝယ်ယူပြီးခုတီလိုက်ရှာနေခဲ့တဲ့သူကသာရသင့်ပါတယ်လို့ဆိုတဲ့လူငယ်လည်းမယုံနိုင်အောင်ဝမ်းသာသွားပြီးအင်ရှင်ကိုအခါခါအယုဒေပေးတယ်။နောက်တော့အင်ရှင်ကို သူ့ရွှေအိုးတဲကပိုင်ဆိုင်မှုတစ်ဝက်ကို ပေးခဲ့ပြီး အင်ပြန်ခွင်တောင်းက ပြန်လာပါတော့တယ်။ ကိုရကိုပြန်ရောက်တော့လေအိမ်မက်ရောင်းခဲ့တဲ့တငယ်ချင်းကိုရတနာတဝက်ခွဲဝေပေးပြီး သိချမ်းသာလူချမ်းသာစွာ နေထိုင်တော်ပါတော့တဲ့အဲ့ဒီနေ့ကသူရလိုက်တဲ့ယရနာဟာရွှေအိုးတစ်ခုတည်းမဟုတ်ပါဘူးမိစေကောင်းဆိုတဲ့ယရနာကိုပါ သူရလိုက်ရတာပေါ့ကွယ်ပုံမြင်လေရတော့ဒါပါပဲရှင်အဆုံးထိနှဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ကြပါအောင်ရှင်